Yo space program ရဲ့ရွေးချက်ကတော့ဟိုအဓိကတော့ရွေးကောက်ပွဲဦးတည်တာဗောနော်အခုလာမယ့်2025ဒီဇင်ဘာနဲ့ January လအတွင်းမှာဟုတ်ကျွန်တော်ရွေးကောက်ပွဲလုပ်မယ်လို့နိုင်ငံတော်ကြီးခဲ့ရတယ်တရားဝင်မိကုန်းမှာထည့်ပြီးတော့ပြောသွားတယ်မနေ့ဟုတ်ကဲ့ပြောသွားတယ်ပြောသွားဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒီနေ့သူ session တစ်ခုခွဲပြီးတော့ဆွေးနွေးတယ်ဗျကျွန်တော် session 2ဘွယ်ဘွယ်တစ်ဘွယ်နဲ့ခွဲဆွေးနွေးတာဗောခွဲနေတော့ခေါင်းစဉ်ကပါလို့ဆိုတော့ဟိုပရမပိုင်းက နိုင်ငံတော်လက်ရှိအခြေအနေနဲ့ရွက်ကောက်ပွဲအဲလက်ကျင်ရဟိုရွက်ကောက်ပွဲဘလို့အကျိုးတက်ရောက်နိုင်တယ်ပေါ့အဲ့ဒီကနေတဆင့်ဟိုလွတ်တော်ပေါ်ပေါက်ရေးပေါ့ဗျာဒါကတခုပေါ့အခုဒီညနေပိုင်းကျတော့ဒီရွက်ကောက်ပွဲအလွန်မှာဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံအပိုင်းပိုင်းနဲ့ဘလို့ထိတွေ့ဆက်ဆံမလဲဆိုတဲ့အပိုင်းနှစ်ပိုင်းကိုဆွေးနွေးတာပါဒါကတော့ခဏ break ပေးတာပါเนาะဒီဒီတခုဆွေးနွေးတဲ့သဘောပါ ီဆိုရင်ရလကတော့ဒီကရွေးကောက်ပွဲအောင်ပြီးကျင်းပနိုင်မှုအတွက်နိုင်ငံတော်ညှိုးပြပြအောင်ဘယ်လိုလုပ်မလဲဒီညှိုးပြပြမှလုပ်လို့ရမှာဘူးဆိုတော့ကျွန်တော်လည်းဆွေးနွေးတာရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဟာခြေထောက်ဆိုတော့ကျွန်တော်တို့မပြောတော့ဘူးဒါပေမဲ့ကျွန်တော်သုံးသပ်ချက်တော့ကျွန်တော်ပြောပြရတယ်ဟုတ်ကဲ့ကျွန်တော်စဉ်းစားတာကကျွန်တော်ကိုယ်တိုင်လည်းတမန်တော်ဦးသိစိန်လက်ထက်ကဒီ peace မှာငန်းနေတော့လို့ထဲဝင်လုပ်ခဲ့တယ်လေကျွန်တော်ယုံကြည်ချက်ကသူကပြောနေကြတာပေါ့နော် ဲဒီငြိမ်းချမ်းရဖို့တော့က trust လိုတယ်ယုံကြည်မှုလိုတယ် confident building တယောက်နဲ့တယောက်ဒီဖြစ်ဖို့လိုတယ်ပြောတာပေါ့ကျွန်တော်ကငြိမ်းချမ်းကာလာ KDU ကိုတာဝန်ယူပါတယ်ကျွန်တော်ကျွန်တော်တက်ကကျွန်တော်ဆရာလေးရှိတယ်ဥအောင်ပြလို့ပါလို့ကျွန်တော်တို့အောက်မှာလူငယ်တွေဝင်းကြီးငယ်တွေကဟိုတိုင်းတန်းတက်ကဖွဲ့လိုက်တာဝန်ပေးတာပေါ့အဲကျွန်တော်က KDU တာဝန်ကြတယ်သိခင်တယ်ဦးမြတ်သိခင်တယ်အဲ့တော့ KDU ကောင်းဆုံးပေါ်ကြည့်မှုသူစေဖို့ဆိုရင်ကျွန်တော် ဖိုးခွားလေးတော်ခေါ်တာတာလေးပေါ့မျက်မှောက်ရှိတဲ့လူအမြိုက်ခင်အမြိုက်ကိုလည်းကိုယ်လည်းတွေ့ပါလားတော်တော်ခင်တယ်ကျွန်တော်နဲ့နဲ့နဲ့တည်းလို့ခင်ကြတာကိုဗစ်ရဲ့ဘယ်ဒီတိတ်တိဆောက်တာလား trust တွေအပြည့်ရှိတယ်ဒါဥပမာပြောတာနော်အခုပြက်မဲ့ပြက်တော့ဒီ NCS software လို့ဖြစ်သွားတယ်ဒိတ်စုပြုတ်ကွဲသွားတယ်အဲ့တော့ကျွန်တော်က trust တို့ confidence building တို့ထဲဒါကျွန်တော်တယောက်ထည့်စဉ်းစားကြပါနော်ကျွန်တော်မပြောလည်းမပြောပါဘူးဆိုတော့ကျွန်တော် political will ပေါ့ နိုင်ငံရေးရဆန္ဒရှိဖို့ကပိုကြီးကြည့်လို့ကြောက်စိတ်မတင်ဘူးနိုင်ငံရေးရဆန္ဒတကယ်ကိုတကယ်ကိုဒီဒီလက်နက်ကင်လမ်းစဉ်ဟာတို့နိုင်ငံအတွက်ပြည်ပတွတ်မှုကိုလာပြီးအနှောင့်အယှက်ဖြစ်စီလာပဲတိုင်းရင်းသားချင်းချင်းတို့ဒုက္ခပေးနေလာပဲဆိုတော့တကယ်နားလည်သွားစေချင်တယ်အဲ့ political will အာအချင်းကြီးကတော့ပြန်ချမယ်ကွာရထားလို့ငါငါငါအင်အားစုမယ်ကွာဒါမျိုးကတော့အလကားပဲလေအဲ့လိုဖြစ်စီချင်တယ်ကွာအဲ့လိုဖြစ်ဖို့အတွက်ဘာဝိုင်းတို့ပို့လို့မလဲဒါကျွန်တော်ကျွန်တော်စဉ်းစားကြပါဆိုတော့ကျွန်တော်က ကာကွယ်တဲ့လူမျိုးရဲ့အခန်းကဏ္ဍရှိတာပေါ့နော်ဒါတော့ကျွန်တော်ထပ်မပြောတော့ဘူးဒီခန်းကဏ္ဍကရှိတယ်နောက်ပြည်သူတွေတောင်ငါးတောင်နဲ့တော့ပါမယ်ပြည်သူတွေကိုယ်တိုင်ငွားဒီအကျန်းဖက်မှုတို့ဒီ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 အနိဋ္ဌာယုံကိုမကြိုက်ရတော့ဘူးလူတွေอ่ะဟုတ်တယ်မလားကောင်းမှမရတာကြီးကောင်းမှမစားတာကြီးကောင်းမှစားမသိရတာကြီးဟုတ်တယ်မလားလို့လာမှမသွားရတာကြီးကိုဘယ်သူကကြိုက်မလဲအဲ့ဒီမကြိုက်တော့ကြောင့်လူငယ်တွေကလူတို့ကစားနာမှနေတော့ကိုယ်တော့ကြောက်နေတော့ ဲ့လိုထွက်ပေါ်နေအောင်မီဒီယာတို့ကျွန်တော်တို့ပါတီတွေလောက်ရမယ်။ဟုတ်ကျွန်တော်တို့ကလည်းတာဝန်ရှိတယ်။ကျွန်တော်တို့ကဒီပါတီတစ်ခုရဲ့နောက်မှာဟိုထောက်ခံတဲ့လူတွေရှိတာ။ဟိုတန်ကနေကြည့်ကြရတယ်မလား။ပါတီတွေအများကြီးပဲ။ကျွန်တော်ကလောက်ရမယ်။ဆိုတော့အဲ့လိုနေတဲ့ပြည်ပြည်လူတွေကမထောက်ခံနိုင်ဘူးဆိုဆိုရင်တော့ဒါအမိမဲ့ငါကြီးရင်းနေငါပဲဗျ။ဟုတ်တော့လားဟိုဟိုကပဲရေပစ်နေငါလိုပဲသူအသက်ဟိုအသက်မရှင်နေဘူး။အဲ့လိုလုပ်ပြရမယ်။နောက်တတိယချက်ကကျွန်တော်မြင်တာက မီဒီယေတာဘောကြားဝင်နေလူတွေလူတွေဟုတ်အာချေးမှာဆိုလို့ရှိရင်အင်ဒိုနီးရှားအာချေးမှာဟိုဆူနာမီဖြစ်နေတယ်လေဟုတ်ကဲ့ပြည်တော်အဲ့ဒီမှာကလည်းအကုန်လုံးပျက်စီးအာချေးရဲ့ပျက်စီးသွားတော့တတ်နေခုနအာချေးလက်လက်ကန်ပေါ်နေတဲ့အပြစ်ခတ်တဲ့ကိုကြီးဟုတ်တယောက်ကြောင့်တော့နားလေမှုယူအဲ့ချိန်မှာကြားရဖင်လန်ကဖင်လန်တမနာလားတမနာတူတမနာသူ तू ကမီဒီယာကိုမီဒီယာမီဒီယာတာကြောင်းဝင်ဒါပြည်သူလုတ်တယ်နောက်ဆုံးမှာဟယ်လ်စင်ကီဆိုတဲ့ MOU နဲ့အားလုံးလက်နေတွေချပြီးတော့ပါတီဖွဲ့ ယူကောပွဲဝင်အဲ့ဒီစဖြစ်တယ်အဲ့ဒီအစိမ့်ကိုတွားမယ်အဲ့တော့မီဒီယာမီဒီယာဝင်ဆက်သက်လူကောင်းကောင်းကဒီအနိဋ္ဌာဝန်ကိုပြောပြနေကျွန်တော်ပြောလို့မမယုံဘူးခင်ဗျားပြောလို့မယုံဘူးခုတော့ပမာဩတာတိကမရှိတဲ့ဘာသာရေးဖွဲ့စည်းတွေဩတာတိကမရှိတဲ့ပုဂ္ဂိုလ်တွေကြောင်းပေးဖို့လိုတယ်လို့ကျွန်တော်ကမြင်တယ်နောက်နောက်ဆုံးချက်ကနောက်နောက်တောက်တိုင်တစ်ခုကနိုင်ငံတကာဆက်ဆံရေးဟုတ်ကျွန်တော်ကငားနေငံနဲ့ဆက်ဆံတယ်ဟာဟိုကျွန်တော်ပြောတာကိုထိခိုက်ပြောတာမဟုတ်ပါဘူးဥပမာပြဒီ MND ဆိုပါသူနော် ဆိုသူသူရှိရလူမျိုးတွေနဲ့ယူနာမန်ရှိတဲ့ဟန်လူမျိုးတွေနဲ့တူရတယ်အားကြီးတယ်တီအန်အေလေးဒီဘက်ကတောင်းပလောင်နဲ့ခုဘက်မှာရှိတဲ့ပလောင်နဲ့တူရရဲ့အများကြီးတယ်ဗျာဆိုတော့ဒီနိုင်ငံဆက်ဆံရေးကခုဘက်ကတစ်ဖက်ဖက်ကပေါ့နော်ဘယ်နိုင်ငံမှမဟုတ်ပါဘူးဆက်ဆံနေတဲ့အင်ဂျင်နီယာနိုင်ငံတွေကလက်ခံထားနေတဲ့ရွေးကတော့ဒီဘက်ကတည်းကခုဘက်ထွက်ပြီးပြန်နေလို့မလဲပြီးမှမဟုတ်တော့ဘူးလေအားလုံးကဒီနေဆက်ဒေတာတို့ညွှန်ရင်းတွေ့လေ နဲ့နဲ့နိုင်ငံကိုနိုင်ငံကျွန်တော်နိုင်ငံတို့တက်မှုဖွင့်ပြမှုဒုက္ခဒုက္ခကြောမှုဟာအင်းနိုင်ငံနိုင်ငံမှာတွားထိခဲ့တာပဲဟုတ်တယ်သူသူရှိမှာရဲ့အကျိုးမြတ်ကလည်းကျွန်တော်ရှိမှာလာထိခဲ့တာပဲအဲ့ဒါကြောင့်ဒီအထူးအင်းနိုင်ငံနိုင်ငံဒီနိုင်ငံကြီးဆက်ဆံရအထူးကြီးကျယ်ဟုတ်အဲ့လိုတိဆောင်းနေကျွန်တော်ပြောလိုက်ဘူးနော်တောက်၅တောက်ပေါ့ဟိုတော့ကာဝေးတဲ့လူမျိုးရဲ့အခန်းကဏ္ဍတော့ပြည်သူတွေရဲ့ဟိုနာကြီးစိတ်ကိုတိတော့ဘူးသူတို့လက်မခံတော့ဘူး တည်တော့ဘောနော်သူတို့ကဒီငါလက်တက်ကန်တော့မထူတော့ဘူးငါတို့လက်လက်မခံတော့ဘူးဆိုတာတစ်ချက်တော့နောက်တစ်ခါဦးနာပြောတယ်ဟိုမီဒီယေတာကြောင့်မစစ်တဲ့လူရဲ့လူရဲ့အခက်ခဏနောက်နိုင်ငံဆက်ဆံရေးအဲ့ဒေါလီတော့နေလို့လိုက်ရင်တော့ကျွန်တော်တော်တဲ့အမြင်ရပါတော့ညီညာကြီးပူပြီးရှေ့တွက်မယ်လို့ထင်တယ်ဒါကျွန်တော်လုတ်ခဲ့တဲ့အတွေ့အကြုံမှဘူးဒီကျွန်တော်ပြောတာနော်ယုံကြည်မှုရှိုံနဲ့မဖြစ်နိုင်ဘူးအဲ့တော့မှသူကနာ political way လို့ခေါ်တဲ့နိုင်ငံရေးရစိတ်ဆန္ဒပြပြမှုဖြစ်လာတယ်ငါတို့ဒါကန်နေတာတကားပဲ ဟုတ်တယ်မလားငါတို့တိုင်းပြည်တို့တည်းရဲ့အတွက်ဘူဝဆောင်ရမယ်ဒီလိုဖြစ်လာပေါ့အခုအခုအခုဒေတာလည်းကိုတိုင်ရမှာပဲဗျာကျွန်တော်တို့တမလိုက်ဦးသေးတဲ့ခဏပြောဦးတယ်ဗမာတယောက်တည်းလဲဗမာစစ်သားတယောက်တည်းလဲကိုနိုင်ငံသားပဲဟဲ့လားဟိုတည်စစ်သားတယောက်တည်းလဲကိုနိုင်ငံသားပဲမထူးလေဗျာအဲ့ဒါကိုနားလေတဲ့အစင်တီးခုနတောက်လေးတော့လူတယ်လို့ကျွန်တော်တို့မြင်တယ်ဗျာဦးမြခဲ့နော်မသိကြည့်ကြည့်တာပေါ့မီဒီယာကလည်းကြည့်ကြည့်အခုကာလာပိုကြည့်ကြည့်တယ်အခုကာလာပွားချင်တယ်တော်လို့မြောက်လေး နာကဘယ်စကိုင်းကိုပဲကြံမြောင်ကျွန်တော်တောက်လို့မရဘူးလေဘယ်လိုလဲတိုးတော်လေးဒီဒီမီဒီယာကတော့50တတမ51တတမတုံးတုံးသားဆိုလူတွေအကုန်ကြည့်နေကြတာကိုပြောနေတဲ့သတင်းစကားသတင်းပြန်ပါလေဒီမီဒီယာမှာပါဖို့လို့တယ်အဲ့တော့မီဒီယာကဘက်မလိုက်တဲ့မီဒီယာ ethic ပေါ့မီဒီယာရဲ့ကျင့်ဝတ်ရှိတဲ့မီဒီယာကြီးကအခြေအနေမှန်ကိုပြောပြနေမယ်ဆိုရင်ပြည်တွင်းကအကုန်တည်မယ် YouTube တင်ပြပလည်းတည်မယ်နောက်ပြပကိုသွားတဲ့ခါကျလည်းပြောပြမယ်ကျွန်တော်မနေ့တနေ့ကတူပြပြန်လာလေမရှိတောင်ရှိတဲ့ဖွဲ့စည်းနေတဲ့သူတွေတော့အဲ့ဒီက သူနိုင်ငံဆက်ဆိုင်ဌာနဝန်ကြီးတွေနဲ့တွေ့တယ်။နိုင်ငံတော်ချင်းနေမကျွန်တော်ရှင်းပြတယ်။သူတိတ်မသိဘူးရတာ။သူတိတ်တိတ်မသိဘူး။ကျောက်တရားရှင်းပြတာ။ကျွန်တော်ကဟိုအချို့ထောက်ထားတွေလည်းယူသွားတယ်ပြတယ်။ခုနလည်းဒေါ်စန္ဒမင်းဂျပန်မသူပြောတယ်လို့ပြောတယ်။သိကောင်းမလားဒါဒါတာပြူတွေရတယ်။အဲ့လိုရှင်းပြဖို့လိုတယ်။ရှင်းပြတော့လူတွေကတော့မတုံးပါဘူး။နော်။ကိုကမသိလို့ပေါ့။မီဒီယာခန့်ခန့်ကသိရင်ကြည့်တယ်။ဒါဒီမီဒီယာတွေဒီမီဒီယာရဲ့ကြည့်ဝင်ကြီးတဲ့မီဒီယာမျိုးဆိုဒါအိမ်လာကောင်းပါလား။အခုကာလာပို့တူပါတယ်။ဘာကြောင့်လဲဆိုလူမသွားနိုင်လို့။ဟုတ်။ အဲကျွန်တော်တို့တော့ဟိုရွေးကောက်ပွဲကကျွန်တော်တခါဖြစ်မှုတဲ့ထင်ပါလေကြာဒီကလာရွေးကောက်ပွဲအကျူကာလာခေါ်တာပေါ့ရွေးကောက်ပွဲအကျူကာလာဆိုတာဒီရွေးကောက်ပွဲပြီးတဲ့နေရာစပြီးနောက်တော့ရွေးကောက်ပွဲမစခင်ချိန်ဒီကလာရွေးကောက်ပွဲအကျူကာလာပေါ့ရွေးကောက်ပွဲအကျူကာလာမှာလုံးဝပဲလုပ်ငန်းစဉ်တွေရှိတယ်လေဒါကဟိုတရားဝင်မဲဆွယ်ခွင့်မပေးသေးတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကျွန်တော်ပါတီဝင်တွေထိတွေ့တာပေါ့ပါတီဝင်တွေကျွန်တော်တို့ထိထိတွေ့တယ်ပါတီကိုထောက်ခံတဲ့ဆက်ပါတိုက်စားတွေပေါ့ကျွန်တော်ဒါတွေနဲ့ကျွန်တော်တို့ထိတွေ့တယ် နောက်ကျွန်တော်ပါတီဝင်တွေကိုကျွန်တော်တို့ဟိုဟိုတင်နန်းပေးတယ်ပေါ့နော်ဆွေမြင့်တင်နန်းနေပေးတယ်လိုအပ်တဲ့ကိစ္စဘောကိုယူကပွဲတဲ့အထောက်အကူပြုနိုင်မယ့်ကိစ္စဘောပါဘူးတော့ကျွန်တော်အချိန်ပြည့်ဆောင်နေတာရှိနေတယ်စနစ်နှမျိုးကတော့သူကဟို FPTP လို့ခေါ်တဲ့ fast past the post ပေါ့ဟိုနိုင်သူအကုန်ယူစနစ်ပေါ့နောက်တစ်ခုက PR ပေါ့ proportionate representative ဒီနှစ်ခုအဲ့ဒါကိုတော့ဘယ်ဥစ္စာကဘယ်နေရာမှာသုံးမယ်လို့ ဒီလိုတိတိကျကျပြောတာတော့မရှိသေးဘူးသို့တော်လည်း constitution နဲ့တိုက်ကြည့်ပြီးတော့မှန်းကြည့်လို့တော့ရပါတယ်မတော်တော့ဒီ constitution နဲ့အညီဟိုနိုင်ငံတော်အကြီးအကဲပါဝင်အကြီးအကဲတွေကတော့အားလုံးစုံစုံညီညီဟိုတူတပါတီတွေကနေထွန်းမှုတာမဟုတ်ပါနဲ့ဒီစုံစုံညီညီရနိုင်သမျှဝင်နေသမျှဝင်အောင်လုပ်ပေးမယ်ချက်တွေကိုတုံးပါပဲအဲ့တော့အချို့နေရာတွေက FPDP ပဲတုံးလို့ရတဲ့ခါမျိုးကရှိတယ်ဗျဒါတော့ constitution ရပါတော့ချို့နေရာကြလဲရောတုံးသွားလိမ့်မယ်တင်တယ်ဥပမာဆိုတော့ဒါကျွန်တော်ဒါဥပမာတော့ပဲမနော်ပြည်နယ်တစ်ခုပေါ့ လာပြည်နယ်တစ်ခုမှာအဒီပြည်နယ်မှာဒီလူမျိုးကြီးပဲနေတာမဟုတ်ဘူးလေဟုတ်လာအဲ့လိုနေရာမှာသွားပြီးတော့ FPDB များတုံးပြလိုက်တယ်ဆိုလို့ရှိရင်တမျိုးဖြစ်နေမှာပေါ့နော်အဲ့လိုနေရာမှာပီယာဆိုရင်တော့အကုန်ပါလာမှာပေါ့အဲ့လိုတုံးလို့ပဲထင်တာပဲအဓိကကတော့လူစုံတက်ဆိုလူများများ all inclusive ဖြစ်အောင်လုပ်ပေးတဲ့သဘောပဲဒါအိမ်မနာကောင်းတဲ့ဟိုရည်ရွယ်ချက်ပါလေဟုတ်ကဲ့သူအမှန်တော့စီဝေးကာလာမဟုတ်သေးဘူးစီဝေးကာလာမဟုတ်သေးတကယ်တော့ဟိုမက်ဆေ့စီဝေးကမတော့ရသေးဘူးတကယ်ကြတော့ဆက်ဟိုဆက်ကုတ်တည်းညီတာတော့ ဟိုလက်နက်ကိုင်ပွဲစီတောင်းကြောင်းပြတ်သွားပြီးတော့ထိတွေ့စီဝင်တော့လဲဒါကတွန်းတွန်းကြီးနေတာပေါ့ဗျာနော်အခုကစီဝင်ကာလကိုဖို့တဲ့တော့အမှန်စီဝင်ရေးကိုလုတ်ကိုမလုတ်ရသေးဘူးကိုပါတီကိုပြန်လဲစူးစီးတာကိုကိုပါတီရဲ့လူတွေကိုပြန်ပြီးအားဖြစ်ပြတာကိုတင်နှံပြတာကိုအဲ့ဒါတွေယူဒီကတာလုံးဝမကာလာဖြစ်နေတယ်ကျွန်တော်တို့အဲ့ဒါပဲလုပ်တယ်လေနေ့တိုင်းကျွန်တော်တို့ကအပြစ်ထွက်နေကြတာပဲကျွန်တော်တို့ကိုယ်တိုင်ကလေကျွန်တော်ပါတီဆိုရင်အများနဲ့ဒီ21ပါတီ22ပါတီ23ပါတီ24ပါတီ25ပါတီအထိပေါ့တို့ပြောင်းချက်တွေလုပ်တယ် အဆိုပါဆိုအခုကျွန်တော်တွေ့တယ်ဗျာဒါဒီကာလမှာလူတွေကဟိုဘယ်လိုခေါ်မလဲစောင့်နေ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 အနေငယ်ကြက်တယ်ပြတော့ရုပ်ကောင်ကိုသိစိတ်ဝင်စားကြအောင်အဲ no vote တွေများနိုင်တာပေါ့အဲ့တော့ကျွန်တော်တို့က no vote တွေမများအောင်ရုပ်ကောင်ပေါ်ရတိုက်ပြီးတဲ့လိုအပ်တယ်ဆိုတော့ကျွန်တော်ဒီဒီပါတီဆုပြီးတော့ကုတီတန်းနဲ့ကုတခါကျပေါင်းလို့ရတယ်လို့ပဲတခါပေါ်ရနေကုကုကုတီတန်းနဲ့ကုလုံးလို့ရသည်များပေါ့လူလူကြီးတွေဆုပြီးစကားပြောဖို့ပြို့ကြလူကြီးတွေရရှိရအောင်နော် တလတ်ဝင်မှာလုတ်ဖို့ဒါမျိုးတွေကျွန်တော်ဆွေးနွေးတာရှိတယ်ကျွန်တော်တို့ဘက်ကတော့ကျွန်တော်ကလုတ်တိုင်းမှာအမြဲတမ်းဖိတ်တဲ့ပါတီအားလုံးကိုတချို့လည်းကြောင်းကြောင်းကြောင်းလည်းမလာကြဘူးပေါ့23ပါတီ24ပါတီတို့ကျွန်တော်အများအားဆုံးပါတယ်ကျွန်တော်လုတ်တမြကိုလည်းကျွန်တော်သိအောင်တန်ဝန်တွေကိုကျွန်တော်အင်္ဂလိပ်လိုဘာသာပြန်ပြီးတော့ထုတ်ပြန်ချက်ကိုလေအဲ့လိုပို့တယ်နောက်ကျွန်တော်တို့ဟွာရီနဲ့ပို့တယ်ပြဟို foreign correspondent club တွေအဲ့ club ကိုလည်းကျွန်တော်ပို့တယ်တစ်ဆယ်နိုင်ငံနဲ့ပြန်သွားတယ်လုတ်တာတွေတော့ပြန်သွားတဲ့သဘောတော့ရှိပါတယ် ဟုတ်တယ်ကြည့်ဒီမှာတော့သူကနိုင်ငံစောင့်ကြည့်ဒီလာရေးဟိုအဖွဲ့တွေစောင့်မယ်လို့ဟိုပါမယ်လို့ပြောတယ်ပေါ့နော်အဲ့ထက်မှဟိုချက်တဟောင်းရူးဆိုတော့လည်းပဲကျွန်တော်တခုအကြံပေးတာရှိတယ်ကြာအဲ့ဒါကကျွန်တော်တို့ရွေးကောက်ပွဲလုပ်တဲ့အခါမှာကျင်းသေးတဲ့ချက်ကတော့တရားမျှတမှုမရှိဘူးဟုတ်လားအလုံးမပါဝင်ဘူးဒီစကားကြီးအများနဲ့ထွက်လာမှာပဲအဲ့တော့ပြောချင်တာတွေပြောပါစီခုနိုင်ငံတော်အစိုးရကဟိုကိုယ့်ရဲ့နေအထိဟုတ်တယ်မလား ဒီမှာတုံးနေကြော်လေးတနေ့ကျော်တုံးနေတော့ဒီပတ်ဖို့တည်းကိုပေးတာပဲဟိုတိုင်းသားပါတီတွေအားလုံးကပါနေပြီနော်ဒါတစ်ချက်ပေါ့နောက်ပြီးတော့ဟိုကိုယ့်အကူမှန်ကန်တယ်တိကျတယ်လွတ်လပ်တယ်တရားမျှတတယ်လို့ပြောမယ်စားတက်တည်တက္ကရာရှိမှပြောတာအကောင်းဆုံးပေါ့အဲ့တော့ကဘာမှာအဲ့လိုရွက်ကောက်ပွဲတွေလုပ်တဲ့ခါမှာတက်တည်တက္ကရာဘာလို့တုံးလဲဆိုတော့အခေါ်တော့ပြားဟို international observer team ပေါ့နိုင်ငံတကာဒေတာစုံကြည့်အပြင်ခေါ်တာများတယ်အဲ့အပြင်ကတော့ ခုနဟိုနိုင်ငံပေါင်း90ကျော်ကနိုင်ငံရေးပါတီပေါင်း300ကျော်လောက်ပါတယ်အဲ့တော့အင်အားကြီးတွေကနေပါပါတယ်တရုတ်တို့အိန္ဒိယတို့စသည်ဖြင့်တော့တောင်အာဖရိကနိုင်ငံတွေပါတယ်အာရှနိုင်ငံတွေပါတယ်အဲ့ထက်မှတော့ကျွန်တော်အမေရိကန်ကိုမတွေ့ဘူးတော်တော်များများကတော့ဟိုတုံးလို့ရှိရင်အဲ့လိုနိုင်ငံရေးနဲ့ပတ်သက်အဲ့ဒါနိုင်ငံရေးပါတီများဆိုင်ရာ platform ဘုရားအတူရှိကောက်က international conference of asio asian political parties or asia ဒေသမှာကျွန်တော်နိုင်ငံရေးပါတီများစုဖွဲ့ အဲ့တော့တုံးကြတာပေါ့သို့တော်လည်းပဲအဲ့ဒါအပြင်ကိုဒီသက်ဆိုင်ရာနိုင်ငံမှာရှိတဲ့တန်ယုံတွေရာတန်ပတ်တွေကိုလည်းဖိတ်ကြတယ်။နော်ဒီမှာရှိတဲ့ NGO တွေလည်းဖိတ်ကြတယ်။ဆိုတော့ပါအကိုပါတဲ့သဘောပေါ့နိုင်ငံကရှိမှဒါတက်တည်တက္ကရာအရှိမှပြောတာတရားမျှတာပါလားဆိုတော့ကိုကပြောတာမဟုတ်ဘူးတက်တည်တက္ကရာကြီးကိုယ်တိုင်ကိုကဒါဝန်ခိုင်းတဲ့ခါကျတော့ဒီထွက်လာတဲ့ရလဒ်ဒီ legitimacy ဖြစ်တာပေါ့ဒီလိုလိုပဲသဘောပါပဲအာဆက်ကျွန်တော်တို့ကျွန်တော်တို့ ကိုလာပြပြီးပြီးနမူနာလေးသူတို့လက်တင်မှာသူကအချင်းတသိန်းမှတသိန်းတော့မှလုတာမမှားဘူးလို့ပြောတယ်ဟုတ်တော့ခုနလည်းပြောသွားတယ်ဗျာနော်အဲ့ဒီဆက်ကိုဟိုအာမခံချက်ပေးတဲ့စနစ်တွေပိုင်တယ်ဗျာနိုင်ငံတော်နိုင်ငံတော်နဲ့အဖွဲ့အစည်းတစ်ခုကနေအာမခံချက်ပေးတဲ့စနစ်နဲ့ပါလုပ်မယ်လို့သူကပြောတယ်ဆက်နဲ့လုပ်တဲ့အာသာချက်ကဘာလဲဆိုတော့ဟိုပယ်မဲမဲမရှိဘူးနော်နောက်ချက်ချင်းအဖြစ်ထွက်တယ်ဟိုလိုမဲဘုံကြီးတည်သွားပြီးတော့တန်ရမထားနောက်နေ့မှပညာဆိုတာပညာဂျားထဲမှာက မတမာမှုဖြစ်နေတဲ့ဘာညာပြောကြတာပေါ့အဲ့ဒီဥစ္စာကြီးမဖြစ်တော့ဘူးဒီစစ်ကကောင်းတယ်ကျွန်တော်တို့လည်းရှင်းပြတယ်ကျွန်တော်တို့ကိုယ်တိုင်လက်တွေ့လုပ်ကြည့်တော့လေသူကဘာနဲ့မှဆက်ဆံမထားဘူးဟိုလက်စင်နဲ့ဆက်တာလို့ဘာလို့လဲဒါနဲ့ဆက်ထားတာမဟုတ်ဘူးဆိုတော့ကျွန်တော်တမ်းမစစ်စမ်းကြည့်တာပေါ့နော်ဂျာနဲ့ interceptor လုပ်ဖို့လည်းမလွယ်ဘူးဘာလုပ်ဖို့လည်းမလွယ်ဘူးမဖြစ်နိုင်ဘူးဒါတော်တော်ကောင်းတဲ့သဘောပါပဲအဲအခုအချိန်ထိတော့ဘာမှမလာသေးဘူးပေါ့ဗျာလာသေးပြီကျွန်တော်တို့ကတော့ ဟိုတိကျပြောတာပေါ့ဗျာနော်ဟို2020ယူကော်ပွဲကာလမှာဖြစ်ခဲ့တဲ့ပထမကိစ္စကြီးတယ်ဒါတွေကိုကျွန်တော်တို့တရားဝင်ယူစီရထုတ်တဲ့စာအုပ်ကြီးတယ်ဒါတွေကျွန်တော်ရှောက်ပတ်တယ်ရှောက်ပတ်ပြီးတော့မဲမသမာမှုဖြစ်နိုင်ခြေရှိတဲ့အားမျိုးတွေပေါ့ဟိုဒါတွေတော့ရှောင်းနေတယ်ဒါရှောင်းနေတယ်ဒါရှောင်းနေတယ်ဒါရှောင်းနေတယ်တို့လုပ်နေတာပေါ့အခုကျွန်တော်နဘကောက်ကိုကျွန်တော်ဒုတိယဒီဝန်ကြီးတွားဖြစ်တဲ့ခါမှာအဲ့ဒီကိစ္စပဲဟိုပြီးခဲ့အဲဟိုပြီးခဲ့တဲ့2020တော့ကကျွန်တော်မှတ်မိတဲ့ကိန်းကနာပေါ့နော်မဲပေးခွင့်ရှိတဲ့လူ မင်းအဲ့ဒါက38တန်းကြော်ကြော်ရှိတယ်။အလက်ဂျမဗုဒ္ဓဘောတကယ်လာပြီးတော့29တသမ5လမ်း17တန်းကမင်းမပြီးဘူး။အဲ့ထဲမှာဘာထောက်ထားမှမပါဘူး။ဘာလို့ဆိုတော့ခင်ဗျာလူမျိုးမှန်လားမှန်လားလည်းမသိဘူးဗျာ။နော်ဟိုခင်ဗျာအသက်ပြေလားပြေလားမသိဘူးဗျာနော်။နိုင်ငံသားဟုတ်လားမဟုတ်လားလည်းမသိဘူးဗျာ။အဲ့လိုပုံကွန်ဒေတာသမ38တန်းရှိတယ်။နေဦးနော်58တန်းကြော်ရှိတာပေါ့။နောက်ပြီးတော့ဟိုကပေါ့ ဒီတက်တခုတည်းနဲ့ပေါ့တခုဟိုဒီဒီကပ်ပြတ်တခုတည်းနဲ့ဒုတိယထဲနဲ့နှစ်နေရာတက်အတက်ပေးတယ်လူဟုတ်သုံးသပ်မှငါးသန်းကျော်ရှိတယ်သွားပေးတာတော့ဟုတ်မယ်မထင်ဘူးထတ်နေတာပေါ့ဒါပဲဒီထတ်နေဟိုအဲ့လိုလုပ်နေတာပေါ့နော်နောက်လူတယောက်တည်းနဲ့သုံးနေရတဲ့အထက်ပေးတဲ့လူကနှစ်သက်သမား9-5သိန်းကျော်ရှိတယ်။နောက်ဆက်ရှင်နဲ့ပြည်တဲ့နိုင်ငံသားမှပေးရမှာမလား။ဟုတ်ကဲ့။သူဆက်ရှင်နဲ့မပြည်ပဲပေးသွားတယ်ခလေးပုံလူရဲ့ကတော့တူတူလေးစောက်တယ်မှာ။အဲ့ဒီဥစ္စာက 14412ယောက်ရှိတယ်။နောက်ပြီးတော့အသက်100ကျော်တဲ့လူကျွန်တော်ကဥမျက်ခိုင်လည်းသိတာပဲဝင်းကြီးဘောင်တော့တကောင်စင်းကျွန်တော်ကောက်လာတာ။ကောက်တော့မြန်မာပြည်ရဲ့ဖျားမြတ်တက်တန်းက69မိကလေး69ကျွန်တော်ကျော်လေး66ဒါပဲရှိတယ်။အသက်100ကျော်တဲ့လူကအိမ်မနာရှားပါလေဗျာ။ရှားတယ်ဟုတ်။အဲ့ဒီလူက2566ယောက်ရှိတယ်။အဲ့ဒီခုနကျွန်တော်ပြောတဲ့ဥစ္စာတွေကိုပေါင်းလို့ရှိရင်11.3စက်တီတာတမ3တန်းရှိတယ်။ မဲလာပေးတဲ့လူက29.5သန်းခုနလိုမှားနေတဲ့ဥစ္စာ17.3တန်းဆိုတော့တူဝင်ဒီဘလောက်ဖြစ်တာခုနပြောတော့29.5ကျော်လို့ဆိုတော့အလောက်ရှိတယ်ဆိုတော့ခုတော့နိုင်ငံတော်ဆိုအဲ့ဒါတွေမဖြစ်အောင် EID စာလည်းထုတ်တာပဲလေလူတယောက်ကိုဥမြကန်တယောက်မရှိအောင်ဥမြကန်ဒီ fiscal scan ထားဒါတွေနဲ့အကုန်လုံးလုပ်နေတာပါနော် ျွန်တော်ဘက်ကလည်းကျွန်တော်လူတွေကိုထပ်ခါထပ်ခါစစ်ခံနေရတယ်။ငါက၆ခါစီမစစ်နေတာ။ကျွန်တော်တင်ထားတဲ့နာမည်တွေကိုအခုကျွန်တော်တနင်္ဂနွေလုံးအတိုင်းတန်နဲ့ဟိုဟာလုံမဲ့ဟိုပါတီမျိုးဆိုရင်သူကတုံတုံမျိုးစစ်တာကိုတက်ကအင်းအားအင်းအား9000နည်းလို့ရှိရမယ်။ရုံကန်၁၁၀ရှိရမယ်။ပတ်စံ၃၀၀တွင်းနေရမယ်။ပတ်စံတော့စီကြတယ်။ဟုတ်ရုံကမှနည်းနည်းတခုပြဿနာရှိကျွန်တော်တို့ပါတီကတော့ပါတီဟောင်းဆိုတော့လေတနင်္ဂနွေကရုံမရှိတယ်ဒါအစီအပြေအဲ့ဒီလူမှာထက်ခါထက်ခါစစ်တာ ကျွန်တော်တို့ကလည်းတွားပြီးတော့တင်လိုက်ပြီလားဗောဗျာတင်လိုက်ပြီမသိပြီလိုက်တော့ငါတော့အရင်တော့တသိပြီကျွန်တော်ရှိကတင်းတယ်၄သိန်းနဲ့8900ရှိတယ်ခဏခဏစခဏလူတွေမန္တလေးစတဲ့ခဏစတဲ့တော်တော်စတဲ့ငါးကချီပြောတယ်ဆိုတော့တဘောကအဲ့လိုမဲဒီစေးတွေထတ်တာတွေမာတာတွေနှကားတွေသုံးကားတွေမဖြစ်အောင်အတိချာနိုင်ငံတော်ဆိုရယ်ယူစီကလုပ်နေတယ်လို့သိရတယ်။နောက်ကျူတင်မဲကိစ္စတွေဘာလို့ကတော့ဟိုကထွက်လာမှထွက်မသိမှာပေါ့လေနော်။ ဟိုညွန်ကြားချက်တော့မထွက်သေးဘူးပေါ့နော်အခုကအကြမ်းမင်းဒီကထဆွေးနွေးသွားတဲ့အထဲဒီမှာကြတော့ဟိုတဘောကဟိုကချင်ပြည်နယ်မှာဆွေးဆွေးချောင်းကအဲဟိုကရန်ကုန်မှာရောက်ရောက်တယ်ဆိုပါစို့အဲ့မှာလူတွေများတယ်ဆိုရင်အဲ့ဒီညမှာညမှာဟိုဘဲဘုံထောင်ဖို့စဉ်းစဉ်းစားပေးပါလားလို့တပြချက်တည်းရှိတယ်ဗျအစိုးရတော့ဘာမှမလာသေးဘူးအဲ့အဲ့လိုကျွန်တော်ထင်တာတော့ဟိုလေအားလုံးမဲပေးနိုင်အောင်နိုင်ငံတော်ကစီမံနေတဲ့သဘောရှိတယ် အခုတရက်ထွက်လာတဲ့အောက်ကမ်းပြည်ကိုကြည့်ပြီးတော့သူစီမားလိမ့်မထင်နဲ့အဲ့လိုတင်ပြတယ်ပြောရှိပါတယ်ဒါလည်းကောင်းတယ်လေကောင်းပါလေဩနံပါတ်၁ကဒီနေ့နိုင်ငံတော်မှာဖြစ်နေတာခက်ခဲတစ်ခုပေါ့နော်ဒီဟိုတယောက်ဝယ်စုံဝေးရပဲရတဲ့အခြေအနေတွေကိုကြံပတဲ့ကြောင့်ပြည့်ရွေးနေတယ်ဒုတိယချက်ကဒါနဲ့ဆက်ဆက်ပြီးတော့စောင့်နေကြတဲ့နေတယ်ဟုတ်လားဒီဒုက္ခတစ်ခုကကျွန်တော်ရင်ဆိုင်နေရတယ်ဒါထွက်ပေါက်လို့လေထွက်ပေါက်ကတော့အများကြီးရှိတာပေါ့ဗျာ ဲ့ထက်တခုတီးတော့တခုတော့ထပ်ပေါက်ပေါ့အဲ့ဒါဒီ one of the good exists on kwabo အကောင်းဆုံးတော့ထပ်ပေါက်တခုကယူကောက်ပွဲပဲအဲ့တော့ယူကောက်ပွဲကိုဝင်လို့ကြပါစစ်ဝင်စားစားကြပါမဲပေးကြပါမဲပေးကြပါကြိုက်တဲ့ပါတီကိုမဲပေးလို့ရပါတယ်မဲပေးခြင်းဒီကိုယ့်အတွက်တည်းမကောက်ဘူးကိုယ့်နောက်မှာချင်းမိသားစုတပတ်ကိုကရှေ့ရလမ်းခင်းပေးတဲ့သဘောလေးဖြစ်တယ်အဲ့တော့ယူကောက်ပွဲစစ်ဝင်စားကြပါအခုလုတ်ပေးမယ်လူကြီးတွေရတယ် ကြီးကြီးရလဲဂရီကူပြုပြီးပြီးနိုင်ငံကလည်းတောက်အတိမပြုပြီးနေပြီဒီရွေးကောက်ပွဲဒီနိုင်ငံရဲ့ကျွန်တော်နိုင်ငံရဲ့အကောင်းဆုံးသောထွက်ပေါက်တစ်ခုလို့ဒီလိုမြင်စေခြင်းတယ်အဲ့ဒါလည်းပြေးကြတယ်ဗျာ